စကိုင်းကိုကယ်ဆယ်ရေးလို့ကိုစစ်တပ်ကပိတ်တာနဲ့ပတ်သက်လို့မဟုတ်ပါဘူးဆိုပြီးငင်းနေကြတယ်လို့ဒီရက်ရှင်းပြလိုက်ပါတယ်။စကိုင်းကကျွန်တော်တို့ဆက်သွယ်ပြီးရဲ့ကယ်ဆယ်ရေးအဖွဲ့တွေကပြိုကျနေတဲ့အဆောက်အုံမှာပိတ်မိနေတဲ့သူရှိနေလို့အကူအညီတောင်းလို့အကူအညီဖို့သွားခဲ့တာပါ။ဒုံဆက်တွေ၊တွားဆက်တွေပစ္စည်းအပြည့်စုံတွေကိုသွားတာပါ။အင်ရှင်ကလည်းသူ့အိမ်သားတွေကိုကယ်ကျင်နေရှာမဲ့ဖွေမဲ့ပြင်နေတော့ပြူစောထီးတွေရောက်လာတယ်။ဘယ်လဲ?ဘယ်ကလဲ?မင်းတို့ကခွင့်ပြုချက်ရှိလား? ဘာလားညာလားဟောက်စားပြီးတော့ရဲနဲ့စစ်တပ်ကကထပ်ဖို့မယ်လုပ်ပါတယ်။ခဏကြာတော့ရဲနဲ့စစ်တပ်ရောက်လာပြီးခွင့်ပြုချက်မရှိရင်အဆောက်အုံတွေကိုကူညီကယ်ဆယ်ရေးလုပ်ခွင့်မရှိဘူး။ဘသူတွေလဲဘယ်အဖွဲ့လဲဘသူဦးဆောင်တာလဲဘယ်ကပတ်စံရလာလဲ။လာပြီးခွင့်ပြုချက်ယူမှရမယ်။လုံခြုံရေးအရခွင့်ပြုချက်ယူရမယ်။လူစိုးလား PDF လားပါညာပေါ့။ခွင့်ပြုချက်ရပြီးမှအဆောက်အုံတွေကိုကယ်ဆယ်ရေးလုပ်ခွင့်ရှိမယ်လို့ဆိုလာတယ်။တကယ်လဲခွင့်ပြုချက်တောင်းမှုသွားတော့လဲအထက်ကိုတရားအောင်မှပါညာနဲ့ရှေ့ဆောင်လုပ်တယ်။တည်မဲ့လူကတည်ပြီး နောက်တော့ကယ်ဆယ်ရေးလုပ်မဲ့အဖွဲ့လည်းအခြေအနေမှန်တော့ပြန်လည်လာတယ်ရေတန်းနဲ့ရိတ်ခါလူလာတော့ဘာမှမဖြစ်ဘူးအဓိကခတ်နေတာအဆောက်အုံအောက်မှာပြည်နေတဲ့သူတွေကိုရှာဖို့စစ်တပ်နဲ့စစ်တပ်ရဲနဲ့ပြည်စိုးထီးတွေကအရှာမခံတာပြည်ပင်တားဆီးနေတာကိုသိစေချင်လို့ပါဆိုပြီးတော့မင်းရဲ့ Facebook account ကနေတင်လာတာဖြစ်ပါတယ်အဲ့ဒီရဲ့အောက်မှာလည်းကွန်မန့်မှာမင်းတွေ့တဲ့ဘလူးမန့်နဲ့မှန်တာပါတယ်လူအားဝါလာကြအောင်ပေါ့ကွာဒီအဖြစ်ပြက်တွေကိုပြည်သူတွေကမေးကြလိမ့်မယ်မထင်နဲ့ အသက်ကယ်တာကိုပိတ်ပင်တဲ့ဟာတွေမင်းတို့အလှည့်ကြရင်ဒီထက်အဖြစ်ဆိုးတာကိုကြုံရလိမ့်မယ်ဆိုပြီးတော့ comment ပေးထားတာကိုလည်းတွေ့ရပါတယ်တော်လံပြည်သူများအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ဖြစ်ချောင်းကုန်စင်ကျွန်တော်မြင်အစီအစဉ်ကနေပြန်လဲကြိုးဆိုလိုက်ပါတယ်ဒီနေ့မှာတော့နိုင်ငံတကာသတင်းတွေကိုပြည်တွင်းကိုဝင်ပြီးတော့သတင်းဝင်ဝင်ဝင်ယူဝင်မပေးတဲ့စစ်ကောင်စီတက်အကြောင်းရဲ့ အာဒါပြင်ကျွန်တော်တို့အမှုပညာရှင်တွေကဒီငလင်တိုင်ကြီးနဲ့ပတ်သက်ပြီးဘယ်သူမှစပီရောက်မလုပ်ဘူးဆိုနေတဲ့အကြောင်းတွေရဲ့ပြီးတော့ကျွန်တော်တို့ဒီစခိုင်းမျိုးပေါ်ကူညီဖို့သွားတဲ့ Pride အဖွဲ့တွေကိုအကြံဖက်စစ်ကောင်စီတက်နေကျေပြူစောထီးတွေကတိုက်တာအစားအဝေးဖယ်ယူဖို့မပေးဘဲနဲ့ခွင့်ပြုချက်တောင်းနေဆိုတော့ကြောင်းရတယ်လို့ကျွန်တော်စူးစီးပြီးတော့ပြပြပေးတော့မှာဖြစ်ပါတယ်ဗျ။ Okay ပထမဆုံးအနေနဲ့တင်ငင်းလေးတစ်ပုဒ်ကိုကြည့်ရအောင်ဗျ။ ဒါတော့ခေတ်သစ်မီဒီယာတင်လာတဲ့ပြင်မှာမြန်မာငလင်အခြေတွေကိုနိုင်ငံတကာတွေသတင်းယူပြီးမပေးဘူးဆိုတဲ့အကြောင်းအရာတွေပါလူအောင်ဆောင်ကြီးတည်ဆုံးပြောက်ဆုံးနေပြီးတော့ညီငလင်နဲ့ပတ်သက်ပြီးနိုင်ငံတကာသတင်းတော့တွေကသတင်းရယူနိုင်မှုအတွက်တောင်းဆိုနေမှုကိုစစ်ကောင်စီကမလ30ရက်နေ့မှာညှင်းဆို့လိုက်ပါတယ်အင်အား9.8နဲ့ပြင်းအမြင့်ငလင်လောက်ခတ်မှုကြောင့်ကျွန်တော်ပြည်သူဆုံးရှုံးတဲ့ငလင်အခြေအနေကိုနိုင်ငံတကာသတင်းဌာနတွေကမြန်မာနိုင်ငံကိုဝင်ရောက်ပြီးသတင်းရယူခွင့်တောင်းဆိုနေကြတာဖြစ်ပါတယ် စစ်ကောင်စီဘက်ကပယ်ချလိုက်ပြီးလက်ရှိအနေအထားအရလျှက်စစ်မီဟိုတယ်တွေမရှိတဲ့အတွက်ကြောင့်နိုင်ငံတကာရဲ့တရင်တော့တောင်းဆိုတရင်တော့တွေတောင်းဆိုမှုကိုပယ်ချလိုက်ခြင်းဖြစ်တယ်လို့လည်းပြောရပါတယ်။အာလာလာနေတာတဲတာခူတာထိုင်တာသွားတာလာတာတွေအဆင်မပြေဘူး။ဒါလေးတော့အားလုံးသိရှိထားစေလိုပါတယ်ဟုပြောလာတာဖြစ်ပါတယ်။ဆိုတော့မလ30ရက်နေ့ညပိုင်းကလည်းတရင်ဌာနအချို့ပေးပို့တဲ့အတန်ပိုင်းတွေကိုစစ်ကောင်စီပြောခွင့်ရဇော်မင်းထွန်းကပြောဆိုလာတာဖြစ်ပါတယ်။ စစ်ကောင်စီဘက်ကဒီလိုအကြောင်းပြချက်တွေပေါ့နိုင်ငံတကာသတင်းဌာနတွေကစစ်ပွဲတွေဘေးအန္တရာယ်ကြားမှာသတင်းရယူပြီးသတင်းတင်ဆက်နေကြတဲ့သတင်းသမားတွေကိုစစ်ကောင်စီဘက်ကအကြောင်းပြချက်ပေးတဲ့ပေါ်နားမလည်နိုင်အောင်ဖြစ်မိတယ်လို့လည်းပြောဆိုတာပါတယ်ကျွန်တော်တို့သတင်းသမားတွေကအဲ့လိုကိစ္စတွေဘယူးမဆိုင်ပါဘူးဖြစ်ပျက်နေတဲ့အမှန်တရားတွေကိုပဲကဘာကိုတင်ပြနိုင်ဖို့အရေးကြီးတာပါဘို့အမှတ်ချက်ပြီးပြောဆိုတာပါတယ် မြန်မာနိုင်ငံမှာငလင်ကြီးတုတ်ခတ်ပြီးတော့ကျွန်တော်တို့အာ2ရက်ကြော်ကြာ3ရက်ကြော်ကြာတဲ့အထိပေါ့နော်မလ31ရက်နေ့ဒီနေ့ဒီကိုတည်ဆုံးသူဦးရေတွေဆက်လက်မြင့်တက်နေပြီးတော့မန္တလေးနေပြီးတော့ပဲခူးတို့မှာလည်းငလင်အငယ်ဆက်လက်လုပ်နေရဖြစ်တယ်လို့တင်ပြရပါတယ်ဒါကတော့ခစ်တိမီဒီယာတင်ထားတဲ့သတင်းလေးပဲဖြစ်ပါတယ်ဗျဆိုတော့က ဒါဒီကျွန်တော်စစပြောဖို့အတွက်တင်းတို့ကိုကြံခဲ့တယ်။အာအလွမ်းကပ်ဗီရဲ့တောင်းလေးကကျွန်တော်တို့အဆိုတော်နော်ဆရာကြီးကြီးမရှိတော့ပါဘူး။အာ1980ခုနှစ်ကရေဒီယိုခေတ်တွေမှာတစ်ချိန်ကနာမည်ကြီးခဲ့တဲ့တေးသန့်ကြီးကြီးကဒီနေ့မလား32ရက်နေ့မနက်အစောပိုင်းမှာပွဲလွန်သွားခဲ့တာပဲဖြစ်ပါလေဗျ။ကြီးကြီးပွဲလွန်သွားတဲ့အကြောင်းကိုညမဖြစ်သူကြီးကြီးမာလီရနေပြီးတော့အတိပေးထားတာဖြစ်ပါတယ်။ကိုယ်ဝင်ရတဲ့အကြောင်းရင်းကိုတော့မသိရှိရသေးဘူးလို့မောင်းသတင်းဌာနကတင်လာတာပဲဖြစ်ပါတယ်။နော်။ဆိုတော့ ါတော့ဒါအဆူရောချင်းချင်းကြီးတည်ဆုံသွားတဲ့တင်းလေးပါဗျာဆိုတော့เนาะဒါတော့တို့အဆူရောကောင်းကြီးတယောက်ဆုံးကျုံသွားတဲ့အကြောင်းရပါเนาะဆိုတော့စစ်ကောင်စီတပ်ကအဆူဆုံးအပြောဆိုနိုင်ငံတကာတင်းထားတာတွေကို ဝင်ဝင်မပေးဘူးဆိုတာအန်နရဲ့အရန်ကြီးရဲ့ကိလာပါကျွန်တော်တို့ဒါတရင်အမောင်ချဖို့လုပ်နေရပါဒီလိုလုပ်ရမျိုးတွေကမြောက်ကိုဒီရကလည်းနှစ်စဉ်ပုံမှန်တို့တို့မှာကြုံနေရတက်တနာတွေရှိတာလို့ဆိုတော့ဒီနေ့သမားဝင်ဝင်နေမပေးဘူးပြပါဖို့ပြီးဟိုလေဘက်တွေကဝင်ဝင်မပေးတော့ဗျာနောက်ပိုင်းဆိုလို့ရှင်ပေါ့နော်ဆိုတော့အရင်တော့ဆိုလို့ရမြောက်ကိုဒီရရဲ့ဗီဒီယိုဖိုင်တွေကိုပြီးတက်လာတာရှိရဲဟိုကင်မရာကိုခိုးတယ်ဝါရတာတွေပါပြီးဒီဖြစ်တယ်နော်ဒါ foreigner line ဆိုလို့ရှင်ဆိုတော့အဲ့လိုပုံစံမျိုးတွေရှိနေတယ်ဆိုတော့စကိုင်းကိုလည်းအခု ဒီပထမဝင်ဝင်နေမပေးဘူးဘာလို့မပေးလဲဆိုတော့သခိုင်းတိုင်းအတော်တွင်းထဲမှာကျွန်တော်တို့ဒီ PDF တွေအာကျွန်တော်တို့ zoom ထားနေနေရှိတယ်အာအတော်တွင်းထဲမှာပဲကျွန်တော်ဒီသခိုင်းညီ AI ဝင်မြန်ကန်တက်ရှောက်မှာအောင်ပဲကျွန်တော်တို့ဒါ PDF zoom နေနေတွေအဲ့လိုမျိုးတွေရှိနေတဲ့အချိန်မှာစက်ကောင်စီကသတင်းဝင်ဝင်မပေးဘူးပေါ့နော်ဘာလို့လဲဆိုတော့အာဒီသူတို့ဝင်ဝင်ပေးလိုက်တာ ਨੇ သတင်းသမားတွေကအမှန်တရားတွေကိုတွေ့မယ်ချပြမယ်အာစက်ကောင်စီရဲ့လုပ်ရက်တွေအကုန်လုံးကိုသိပါမယ်နော်ဆိုတော့အားလုံးပေါင်းသခိုင်းတိုင်းထဲမှာဒီနေ့ထိလက်ရှိ ထိရိုက်ပြိုသွားတဲ့အိမ်ပေါ့နော်။ဟိုပြိုသွားတဲ့အိမ်ပေါင်း1648အိမ်ရှိပါတယ်။နော်1648အိမ်အိမ်တွေပြိုသွားပါတယ်ဗျ။အာတည်ဆုံးသူက969ဦးသခိုင်းတစ်မြို့ထဲမှာတွေ့နေပါတယ်။ဆိုတော့သခိုင်းမျိုးပေါ်ရဲ့အခြေအနေပါ။ဆိုတော့သခိုင်းမျိုးပေါ်ကယ်ဆယ်ရေးသွားတဲ့အပေါ်မှာနင်းငယ်ဆိုတဲ့အကောင့်ကနေပြီးတော့လေတင်လာတာလည်းရှိပါတယ်။ စကိုင်းကိုကယ်ဆယ်ရေးလို့ကိုစစ်တပ်ကပိတ်တာနဲ့ပတ်သက်လို့မဟုတ်ပါဘူးဆိုပြီးညင်းနေရတယ်လို့ဒီရည်ရှင်းပြလိုက်ပါတယ်။စကိုင်းကကျွန်တော်တို့ဆက်သွယ်မိတဲ့ကယ်ဆယ်ရေးအဖွဲ့ကပြိုကျနေတဲ့အဆောက်အုံမှာပိတ်မိနေတဲ့သူရှိနေလို့အကူအညီတောင်းလို့အကူအညီဖို့သွားခဲ့တာပါ။ဒုံဆက်တွေ၊တွားဆက်တွေပစ္စည်းအပြည့်စုံတွေကိုသွားတာပါ။အင်ရှင်ကလည်းသူ့အိမ်သားတွေကိုကယ်ကျင်နေရှာမဲ့ဖွေမဲ့ပြင်နေတော့ပြူစောထီးတွေရောက်လာတယ်။ဘယ်လဲ?ဘယ်ကလဲ?မင်းတို့ကခွင့်ပြုချက်ရှိလား? ဘာလားညာလားဟောက်စားပြီးတော့ရဲနဲ့စစ်တပ်ကကထပ်ဖို့မဲ့လုပ်ပါတယ်။ခဏကြာတော့ရဲနဲ့စစ်တပ်ရောက်လာပြီးခွင့်ပြုချက်မရှိရင်အဆောက်အုံတွေကိုကူညီကယ်ဆယ်ရေးလုပ်ခွင့်မရှိဘူး။ဘသူတွေလဲဘယ်အဖွဲ့လဲဘသူဦးဆောင်တာလဲဘယ်ကပတ်စံရတာလဲ။လာပြီးခွင့်ပြုချက်ယူမှရမယ်။လုံခြုံရေးအရခွင့်ပြုချက်ယူရမယ်။လူစိုးလား PDF လားပါညာပေါ့။ခွင့်ပြုချက်ရပြီးမှအဆောက်အုံတွေကိုကယ်ဆယ်ရေးလုပ်ခွင့်ရှိမယ်လို့ဆိုလာတယ်။တကယ်ခွင့်ပြုချက်တောင်းမှုသွားတော့လဲအထက်ကိုတရားအောင်မှပါညာနဲ့ရွှေချောင်းလုပ်တယ်။ တည်မဲ့လူကတည်ပြီးနောက်တော့ကယ်ဆယ်ရေးလုပ်မဲ့အဖွဲ့လည်းအခြေအနေမှန်တော့ပြန်လစ်လာတယ်ရေတန်းနဲ့ရိတ်ခါလူလာတော့ဘာမှမဖြစ်ဘူးအဓိကခတ်နေတာအဆောက်အုံအောက်မှာပြည်နေတဲ့သူတွေကိုရှာဖို့စစ်တပ်နဲ့စစ်တပ်ရဲနဲ့ပြည်စိုးထီးတွေကအရှာမခံတာပြည်ပင်တားဆီးနေတာကိုသိစေချင်လို့ပါဆိုပြီးတော့မင်းရဲ့ Facebook account ကနေတင်လာတာဖြစ်ပါတယ်အဲ့ဒီရဲ့အောက်မှာလည်းကွန်မန့်မှာမင်းတွေ့တဲ့ဘလူးမန့်နဲ့မှန်တာပါတယ်လူအားဝါးထားကြအောင်ပေါ့ကွာဒီအဖြစ်ပြက်တွေကိုပြည်သူတွေကမေးကြလိမ့်မယ်မထင်နဲ့ အသက်ကယ်တာကိုပိတ်ပင်တဲ့ဟာတွေမင်းတို့အလှည့်ကြရင်ဒီထက်အဖြစ်ဆိုးတာကိုကြုံရလိမ့်မယ်ဆိုပြီးတော့ comment ပေးထားတာကိုလည်းတွေ့ရပါတယ်ဟုတ်ကဲ့ဗျာဆိုတော့အကြမ်းဖက်စစ်တပ်ကကျွန်တော်တို့ဒီစကိုင်းမြို့ပေါ်မှာပြည်သူတွေကိုဒုက္ခရောက်စေခြင်းလာတာစကိုင်းမြို့ပေါ်ကိုဘယ်လိုပိတ်လောင်ထားတာလဲတိုက်အောင်မှာပိတ်ပြီးအသက်ရှင်နေတဲ့လူတွေရှိပါသေးတယ်။အချိန်မီသာကယ်ထုတ်နိုင်မယ်ဆိုလို့ရှိရင်ဖြစ်ဖြစ်ပြီးချင်းကကယ်ထုတ်နိုင်ခဲ့မယ်ဆိုလို့ရှိရင်မတည်ရမယ့်လူတွေကတည်မှာမဟုတ်ပါဘူး။အခုတော့မတည်ရမယ့်လူတွေကတည်ခြင်းကိုပြန်ဆိုင်လိုက်ရပါပြီ။ โอเคဆိုတော့နောက်ထပ်တစ်ခုကိုကျွန်တော်တို့ထပ်ပြီးကြည့်ကြရအောင်ဗျအာဒါကတော့ဒီငလင်နိုင်ကြီးနှစ်တရာကျော်အတွင်းမြမသမိုင်းမှာအကြီးမားဆုံးငလင်နိုင်ကြီးဖြစ်သွားတဲ့အချိန်မှာမြမပြည်ထဲမှာရှိနေတဲ့ပြည်သူ့ချစ်အမှုပညာရှင် celebrity တွေဘာလို့နေပါသလဲဆိုတော့အဲ့ဒါကိုကျွန်တော်တို့ဟိုဒီ online ပေါ်မှာလေ social media ပေါ်မှာလေကျွန်တော်တို့ဒါကိုတွင်းချင်းချင်းမေးခွန်းထုတ်ဖို့လိုလာပါတယ်မေးခွန်းထုတ်နေကြတဲ့လူတွေလည်းရှိပါတယ်အကြမ်းဖက်စစ်ကောင်ဆောင်မင်းအောင်လိုင်းကိုကျွန်တော်တို့ သွားကြူတာတွေလောက်တာတွေပွဲလန်းတပင်တွေမှာပါဝင်ရတာတွေဘာဖြစ်တယ်ညာဖြစ်တယ်တွေပြောနေကြတာတွေခင်ဗျားတို့ရဲ့နှလုံးသားလှလာပါတယ်ဆိုတဲ့ဖြူဖြူထွေးဆိုတဲ့ဟာတွေဆိုတော့နိုင်ငံရဲ့အဖြူရောင်နှလုံးအဖြူရောင်လူပညာရှင်များဆိုတဲ့လူတွေပေါ့နော်ဆိုတော့ဒီငလင်နိုင်ကြီးကို speak out မလုပ်ကြပါဘူးเนาะဆိုတော့ပိုင်နဂုံကို ပြီးတော့ဆန်းဆန်းခန်းနိုင်ဆိုလို့ရှိရင်ကျွန်တော်တို့ကပြပရဲ့ဖန်ရလာတဲ့လူတွေပါဒါကိုထောက်ပြလာတဲ့ Facebook account တစ်ခုလည်းရှိပါတယ်ဆိုတော့ဒီလိုမျိုးပြပရဲ့ဟိုဟာယာပိသားလူတွေကကျွန်တော်တို့နိုင်ငံတွင်းထဲမှာဘာတွေဖြစ်နေလဲဆိုတော့သူတို့တေးစာထောက်ပြပေးဖို့လိုအပ်ပါတယ်လုံးဝ speed out လုပ်တာမျိုးမရှိပါဘူးဆိုတော့ဘယ်သူမှလည်းဒါကို trade to to ကြီးကျွန်တော်တို့ဒီလောက်ကြီးကျယ်တဲ့ကိစ္စယူခံစားရတာမျိုးမလုပ်ထားပါဘူးအဲ့ဒီကမှ no ball air ထားတော့ land over တော့ရောက်နေပါပြီ no ball နိုင်တဲ့လောက် san sewa ရေတက် ဓာစားနဲ့အဆင်သင့်မုတ်တွေကိုတည်လာပါတယ်ဆိုပြီးအောက်မှာလည်းစာလေးနည်းနည်းနဲ့အတွေ့အကြုံမှာသူတင်တာတွေ့ပါတယ်ဒါကတော့ကျွန်တော်မနေ့ကညကတင်တာပါဗျာဆိုတော့သူတယောက်ပဲသူ့အကောင့်မှာဒီလိုမျိုးသွားတာလာတာပါဖြစ်တာရှိပါအကြီးကြီးရဲ့ speed out လုပ်ဖို့ဆိုတဲ့ဟာမျိုးတွေအများကြီးလုပ်ဖို့လုံနေပါတယ်เนาะနိုင်ငံကိုပြည်သူကနေပြည်သူသားလေးရင်ခမင်းရှင်ပြည်သူသားနေမိနေဖဆိုပြီးတော့ပြောနေတယ်ဆိုလို့ရှိရင်เนาะ ခမားတို့တွေပြိတက်တွေပြည်သူတွေကိုဘာဖြစ်လို့ပြစ်ပယ်ထားကြတာလဲစကိုင်းကြီးကိုဘာလို့ဒီတိုင်းကြည့်နေကြတာလဲဟမ်ခမားတို့အဘအဘမပြောခိုင်းဘူးလားမလွန်ဆန်နိုင်ကြဘူးလားခမားတို့ဒီကိစ္စကြီးတိတ်ကြီးမားတဲ့ကိစ္စကြီးဟမ်နင်းတွေကခမားတို့ပြောတင်တယ်ဗျာဟုတ်တယ်မလား နော်ဘောရာအကောင့်မှာတင်လာလေးတွေ့လို့ပါဆိုတော့ channel လူကူဟာတွေကလည်းဒီပြပရဲ့ fan ရှိတဲ့အကောင့်လေးเนาะဒီကျွန်တော် celebrity တွေကလည်းအများကြီးဒါကို speak out လုပ်ပေးဖို့လိုပါတယ်ကျွန်တော် online အင်အားစုတွေကအမှုပညာရှင်ဆိုလို့ရင်လည်းအမှုပညာရှင် တွေကလည်းအများကြီးဒါကိုလုပ်နေကြတယ်သူတို့ရဲ့လူငွေတွေရောသူတို့ရဲ့တနိုင်ငံတွေရောသူတို့အများကြီးနေကြတယ်ပြည်ရင်းကိုပြန်ဝင်လို့မရတာတခုပဲ အဓိကကျွန်တော်တို့ NGO ရောတော်လိုင်းအင်အားစုဘက်မှာရှိနေတဲ့အဖွဲ့အစည်းတွေ organization တွေ NGO လုပ်ငန်းတွေကပြည်တွင်းကိုဝင်ဝင်မရဘဲနဲ့စစ်ကောင်စီရဲ့ဖမ်းဆီးခွင့်เนาะဗိုလ်တန်းကိုကျွန်တော်တို့ကကြားလာတဲ့လူတွေဖြစ်နေတာပါအဲ့လိုမျိုးပုံစံမျိုးနဲ့ကျွန်တော်တို့ဒီဘက်မှာရှေ့ဆက်နေပြီးပြည်တွင်းဝင်ပြီးတော့အကူအညီလုပ်ကိုင်တဲ့လုပ်ငန်းစဉ်တွေကိုလုပ်လို့ရတာရမှာမဟုတ်ပါဘူးအဲ့ဒါကြောင့်မို့လို့လဲစစ်ကောင်စီကိုကျွန်တော်တို့ကအပြစ်နဲ့ပြောဆိုနေရတဲ့အကြောင်းအရာတွေရှိနေရပါတယ် ပေါ်လာတဲ့ဖန်ဆင်းမှုတွေအများကြီးနဲ့မြန်မာနိုင်ငံရဲ့လူငယ်တွေရင်ဆိုင်ကြရတဲ့ဒုက္ခတွေအခုလက်ရှိပြည်သူတွေရင်ဆိုင်ကြရတဲ့ဘဝဘေးအန္တရာယ်တွေအများကြီးလူရှုပြီးတော့သူကောင်းဖို့တော့ပဲသူလုပ်နေတာပါ Okay ဆိုတော့ဒီဒီဟိုဟာတွေထဲမှာလေဒီ novel ထားတို့ celebrity တွေထဲမှာလေเนาะဒီ ဘယ်သူမှအဲ့လိုမျိုးထူးထူးကြီးမပြောကြတာတော့တော်လေးကိုအံ့အောင်ပေါ့လေတော်တော်လေးကိုအံ့အောင်ကိုကောင်းတဲ့ကိစ္စပေါ့နော်ဆိုတော့ဒီစစ်ကောင်စီကိုကျွန်တော်တို့အပြစ်ပြောတာကတခုတည်းပြောတာမဟုတ်ဘူးကြာတိကဒီဘာလို့လဲဆိုတော့ထိုင်ဝမ်ကငငလင်းလုတ်ပြီးပြီးချင်းကိုလူသားချင်းစာနာမှုအကူအညီပထမအဦးဆုံးမြန်မာနိုင်ငံကိုပေးတယ်လေရင်ကွင်းမှာလူပေါင်း126ယောက်စစ်ကောင်စီကကုညီကျဆင်းရင်အဖွဲ့ဝင်ခွေးချခွေးချောက်ကောင်ပါတယ်နော်ခွေးချောက်ကောင်ပါတယ်လူပေါင်း126ယောက် เนาะကယ်ဆယ်ရေးအဖွဲ့ဝင်ကျန်းမာရေးအဖွဲ့ဝင်ထိုင်ဝမ်ဆိုတာကငလင်တန်ကိုเนาะဒီလိုအိတ်နင်းနဲ့လက်ခံစားရတယ်ခမင်းသားလက်ခံစားရတယ်ရုံသွားလက်ခံစားနိုင်ငလင်ခလန်းခလန်းဖြစ်တဲ့နေရာเนาะသူတို့ရှိမှာငလင်ဖြစ်တော့မယ်ဆိုလို့ရှိရင်ဖုန်းနေတယ်ကိုအလက်ပေးတယ်ဘလောက်မကနေယူဟိုဟာလိုင်းရှိတယ်ဘလောက်ကသူတို့မှာပြင်ဆင်ထားတာအများကြီးရှိတယ်အစိုးရလည်းအများကြီးလှုပ်ထားပေးတယ်နော်ဆိုတော့သူတို့ခဏခဏကြုံနေကြတဲ့လူတွေငလင်တန်နဲ့ပတ်သက်ပြီးတော့ကြုံနာတဲ့လူတွေ experience အများကြီးရှိတဲ့လူတွေကနော်အဲ့လိုနိုင်ငံက ကယ်တဲ့ရေးဖွဲ့ဝင်တွေကလာပြီးတော့ကူဝေးမယ်ဆိုတဲ့အချိန်အကျောင်းတရာကျော်နဲ့လာကူမယ်ဆိုတဲ့အချိန်စစ်ကောင်စီကနိုင်ငံပေါင်းများစွာပြည်ဝင်ခွင့်ပိတ်ထားတယ်။ပြည်ဝင်ခွင့်နိုင်ငံပေါင်းများစွာပိတ်ထားတယ်ဝင်ခွင့်မပေးခဲ့ဘူး။နော်။ထိုင်ဝမ်ကိုဝင်ခွင့်မပေးခဲ့ဘူး။နိုင်ငံပေါင်းများစွာပိတ်ထားလို့အချိန်ဒီမဟန်တော့တဲ့ထိုင်ဝမ်ကလှည့်ပြန်ရတယ်။ကူညီခွင့်မရဘဲနဲ့အစိုးရကပြပြချင်းတာနော်လူသားချင်းစာနာမှုအကူအညီကယ်ဆယ်ရေးတွေဆက်တာချင်းလာတဲ့အချိန်မှာလည်းဝင်ပြီးတော့ဝင်ရောက်ခွင့်ပေးလိုက်မယ်ဆိုလို့ရှိရင်စကားရောမန္တလေးရောဒီတော့ချီနေဆိုချင်မှာဆုံးမယ်လူတွေနော် ထိုင်ဝမ်ကခလာခဏငလေးလုံနေတဲ့နိုင်ငံ experience အများကြီးရှိပြီးသားနိုင်ငံလုံးလုံးဝကြီးတယ်ဒါတော့သူတို့အစိုးရကငလေးနဲ့ပတ်သက်တဲ့ဟိုဘူဒ္ဓတာတွေအသိပညာပေးအများကြီးချပြပေးရတယ်ငလေးခဏခဏလုံနိုင်တဲ့နိုင်ငံဖြစ်တာလည်းပါတယ်ဒါပေမဲ့နော်အကြီးမားဆုံးနော်ငလီတည့်ရွေရောကြီးကိုဖင်ကူးထိုင်တာရဲ့ကျွန်တော်နိုင်ငံကအဲ့ဒါကိုတစ်ခါမှထိတ်မတွေးခဲ့ကြဘူးမတွေးခဲ့ကြလို့အသိပညာမရှိခဲ့ကြလို့ ငလင်းနေဒီလောက်လုံနေအောင်ခေါင်းမူတာပါလားငါခေါင်းမူတာထင်ပါတယ်ဘာဖြစ်တာလဲမသိပါဘူးဆိုပြီးတော့ထိုင်ရမထပုံသုံးမပြတ်တဲ့လူတွေအများကြီးပဲအဲ့လိုပုံစံနဲ့တေဝါကြတဲ့လူတွေအများကြီးပဲအဲ့လိုအသိပညာတွေဖြန့်ဝေရတာမရှိလို့နော်အစိုးရမကောင်းဘူးမကောင်းဘူးဆိုတာအလကားပြောနေတာမဟုတ်ဘူးတကယ်တကယ်ဘာဖြစ်လာလဲရောနိုင်ငံပေါ်ဘာကြောက်တော့မယ်ဆိုတာဘာမှကြိုတင်ပြဿနာမရှိဘူးနိုင်ငံကိုဘယ်လိုဆုတ်ပြတ်တောင်းလို့ဝမ်းလဲဆိုတာကိုပဲတွေးပြီးကြိုတင်ပြဿနာနေရအပေါ့ပါ ဲ့ဒါကြောင့်မို့အပြစ်ပြောနေရတာအဲ့ငါတို့ကကူကျင်တာပေါ့အပြစ်ပြောမယ်လုပ်နေရမို့ကူကျင်တာပေါ့ကူခွင့်မရတာကူကျင်တဲ့လူငယ်တွေအများကြီးကူခွင့်မရအောင်စစ်ကောင်စီကလှုပ်ထားတာနိုင်ငံတကာသိဖို့တော့မှာတင်းလွတ်လပ်ခွင့်တော့မှာမင်းတို့တရေမောင်ချနေပြီပြည်တွင်းကိုစဉ်းစားကြည့်လိုက်တော့မလွယ်ဘူးနော်စစ်ကောင်စီရဲ့လုပ်ရက်တွေကအဆိုးရွားဆုံးတပ်ကိုသွားနေပါတယ်ဆိုတော့ပြည်သူတွေအချင်းချင်းနဲ့ကျွန်တော်တို့လက်တွဲထားမှရမယ်ဆိုတဲ့စကားကိုအမြဲတမ်းပြောနေရတယ်ဆိုပေမဲ့ 음အဲ့ဒါလေเนาะကျွန်တော်တို့ဘယ်လောက်ထိကြာအောင်တည်တူချင်းချင်းတောင်းပြီးတော့လက်တွဲထားနိုင်ပါလဲဆိုတဲ့အဖြေဖြစ်နေရเนาะဆိုတော့စက်ကောင်စီကတော့ကျွန်တော်တို့ပြည်သူတို့ဒုက္ခအများကြီးရအောင်ထားလာပြီးတော့မှเนาะဟို အများကြီးငရေတွင်းနဲ့အများကြီးပို့ထားပြီးတော့မှလာအပေါ်လာပါဆိုဒါမှမဟုတ်ငရေတွင်းနဲ့ကိုပြစ်ချထားပြီးတော့မှအစာထုတ်တွေပြစ်ချပေးတဲ့အချိန်မျိုးတွေဖန်ပြီးပါလိမ့်မယ်အပြီးရင်ဒီအချိန်တွေကနေပြီးတော့နိုင်ငံရေးအမျက်ထုတ်မှုအနေနဲ့ရွေးကောက်ပွဲကိုစီစဉ်သွားနိုင်တဲ့ဆိုတဲ့အနေအထားမျိုးတွေရှိလာနိုင်ပါတယ်ဆိုတော့အဲ့ဒါမျိုးတွေကိုသတိထားဖို့လိုပါတယ်အငပေးတင့်နေတဲ့ပြည်သူတွေဒုက္ခကြုံနေတဲ့ပြည်သူတွေကိုကမောင်းကြီးအတုံးချဖို့အတွက်စစ်ကောင်စီကနီးလဲနေချိန်နေပါတယ်ဒါကိုလည်းသူတို့နှစ်ပေါင်းများစွာအတုံးချလာဆိုတော့ဒီတစ်ခေါက်မှလည်းဒီလိုပုံစံအတုံးချဖို့အတွက်ဆိုတဲ့လမ်းစာတွေမြင်နေရပါတယ်ဆိုတော့ပြည်သူတွေအားလုံးဒီတဝဘေးရဲ့ ေပြီးလို့တတိထားပါစစ်ကောင်စီရဲ့ရုံမှမှုတွေအကြံပတ်ဆက်မှုတွေလည်းတတိထားပါလို့ပြောကြရင်လည်းကျွန်တော်အစီအစဉ်လို့ဒီမှာပဲရန်သားဝင်ပြုပါဗျအားလုံးကိုကျေးဇူးတင်ပါတယ်အားလုံးပဲတတပါ